Hello မမနွေဦးရဲ့ Little Sunshine တို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး Story Channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့ Little Sunshine လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ငွေတပြားရဲ့တံပိုးဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့ Little Sunshine လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစင်းနဲ့ဖြစ်လောက်ပြီလို့ထင်နေနော်အဲ့ဒီတော့ပုံမြင်လေးဆက်လိုက်ကြမယ်ငွေတပြားရဲ့တံပိုး တစ်ခါကညံမညာအင်မတန်ကြီးမားပြီးကြောဝတ်ထမ်းတာတဲ့တထေးကြီးတယောက်ရှိတယ်ဒီကြီးဟာအရာရာကိုညံရင်နဲ့ချင်းချင်းတက်တလို့အလုတ်လောက်ရမှာလဲဇွဲကြီးလာတာကြောင့်တထေးကြီးလုတ်ကြိုက်တမျှအလုတ်တိုင်းဟာအမင်းလိုလိုအဆင်ပြေပြီးအမြင့်အစိုးများစွာရရှိတယ်။အဲ့လိုတထေးကြီးရဲ့လုံဆောင်ချက်တွေအဆင်ပြေနေတာကြောင့်လဲတထေးကြီးရဲ့စီစဉ်ဥစ္စာတွေဟာတနည်းတခြားတိုးပွားလာတယ်။အဲ့လိုအင်မတန်အလုတ်ကြိုးစားတဲ့တထေးကြီးမှာအလုတ်လုတ်ဖို့ပြင်းကြီးတလို့အပျော်ပါမတဲ့ သားတယောက်လည်းရှိတယ်။တထေးကြီးဟာအသက်အရွယ်ကြီးရင်လာသလိုတာဖြစ်သူကိုလုပ်ငန်းတချို့လွှဲပြောင်းပေးခြင်းပင်မဲ့တာဖြစ်သူကအလုပ်လုပ်ဖို့အမဲလိုလိုငင်းဆန်နေခဲ့ပြန်တယ်။တထေးသားဟာဘာအလုပ်မှမမရေရမရှိတဲ့အပြင်အင်မတန်မှလည်းအသုံးဖြိုးကြီးပြန်တယ်။အန်စာဝိုင်း၊လောင်းကစားဝိုင်းနဲ့အပျော်အပါအတောက်စားမှန်သမျှကို လိုက်စားရင်းညည့်ရက်တွေကိုကုန်လွန်စေတယ်။ အဲ့လိုတဖြစ်သူရဲ့အနာဂတ်မကောင်းတဲ့အလားလာကို တထေးကြီးကတွေ့မြင်တဲ့အခါသူ့သားကိုဆုံးမဖို့တန်စီလေးတယ်။တနေ့မှာတော့တထေးကြီးဟာတဖြစ်သူကို ခေါ်ပြီးခုလိုဆိုတယ်။ဟဲ့အောင်မင်းတေချာနားထောင်။မင်းဘာအလုံးမှလက်ကြောတဲ့အောင်မလုပ်ချင်အလကားကောင်ပဲကွ။အလကားကောင်ဆိုတာကတန်မိုးမရှိတဲ့ကောင်ပေါ့။တန်မိုးမရှိတဲ့ကောင်ဆိုတာတန်မိုးရှိတဲ့ငွေကိုသုံးဖို့မထိုက်တန်ဘူးပေါ့။ အဲ့တော့မင်းကိုဒီနေ့ကစပြီးအသုံးစိတ်တပြားမှမပေးတော့ဘူးအေးမင်းအသုံးစိတ်ကိုလိုချင်ရင်တော့မင်းအစွမ်းစားနဲ့မင်းငွေတပြားရအောင်ရှာပြီးငါ့ကိုလာပြရမယ်မင်းကမင်းရှာလာတဲ့ငွေကိုပြနိုင်ရင်တော့အဲ့ဒီနေ့မင်းအသုံးစိတ်ရတဲ့နေ့ပေါ့တပြားမှမရလာတဲ့နေ့ဆိုရင်အသုံးစိတ်ရဖို့လုံးဝမမျှော်လင့်နဲ့ကြားလာအဲ့လိုတထေးကြီးရဲ့စကားကိုကြားတဲ့အခါတာဖြစ်သူကမကြင်မနက်ထွက်သွားတယ် ဒါပေမဲ့သူ့ရဲ့နေ့စဉ်တုံ့ပြုံနေတဲ့ငွေကြီးကိုတော့ရယူလိုတယ်။အဲဒါကြောင့်တထေးသားဟာတထေးကြီးအလင်းမှာမိခင်စီကနေငွေတပြားကိုငိုယူပြီးတောင်းလာခဲ့တယ်။အဲဒီနောက်မှာတော့တထေးကြီးကိုဝင်တပြားပေးလိုက်ပြီးသူသူကဒီလိုပြောတယ်။ဖေဖေဒီငွေကသားလို့အားနဲ့ရလာတဲ့ငွေတပြားပါ။အဖေကတိအတိုင်းဒီနေ့မဖို့ပေးတော့တထေးကြီးဟာသူ့သားကိုတစ်ချက်အကဲခတ်လိုက်တယ်။ပြီးတော့သူကဒီလိုပြောတယ်။ ောင်းပြီလေမင်းအတွက်အတုံးစိတ်ကိုပြင်းရင်ငါပေးမယ်ခုမင်းရှာလာတဲ့ငွေတပြားကို ရေထဲနဲ့ပစ်ချလိုက်တထေးသားဟာဝမ်းသာအယားနဲ့ငွေတပြားကိုရေထဲပစ်ချလိုက်တယ်ပြီးတော့တထေးကြီးစီကအတုံးစိတ်တောင်းပြီးဒုက္ခတိုင်းပျော်ပါတောက်စားရနေရကိုပြန်သွားတယ်တထေးသားကဒီနေ့အတွက်တော့အဆင်ပြေပြီဆိုပြီးတွေးတောနေတယ်တကယ်တော့တထေးကြီးဟာ သူ့သားရဲ့ငိုတပြားဘယ်ရရလာတယ်ဆိုတာကိုသဘောပေါက်ထားပြီးဖြစ်တယ်။ဒါကြောင့်သူဟာနောက်တနေ့မှာတော့သူ့သစနီးကိုရောက်ကမအိမ်ကိုပို့ထားလိုက်တယ်။အဲ့ဒီနေ့မှာပဲတတိသားဟာသူ့ရဲ့အမဖြစ်သူစီကိုသွားပြီးငိုကြွေးပူစားတယ်။အဲ့တော့ငိုတပြားရလာပြန်တယ်။အိမ်နောက်မှာ တခါတိုင်းလိုပဲတထေးကြီးကိုလိမ့်လေပြီးငွေကြီးတောင်းဆိုပြန်တယ်။ထေးကြီးကပထမအခေါက်တုံးကလိုပဲတထေးသားရဲ့ငွေတပြားကိုခေတွင်းနဲ့ပစ်ချစီပြန်တယ်။ တင်းသားလည်းဝမ်းနာအားရနဲ့ပြစ်ချလိုက်ပြန်တယ်။ဒီကြီးစီကငွေကြီးတောင်းယူပြီးခါတိုင်းလိုပဲပျော်ပါတောက်စားပြန်တယ်။ဒီတစ်ချိန်မှာတော့တထေးကြီးဟာသူ့ဇနီးအပြင်သမီးကြီးနဲ့တကွတထေးသားကိုမှီခိုးလို့ရမယ်သူအားလုံးကိုတနေရာစီကိုပို့ထားလိုက်တော့တယ်။အဲ့ဒီခါမှာတော့တထေးသားအထွက်ကရွေးချယ်စရာမရှိပဲအလုပ်လုပ်ရမယ်အခိုက်အတန့်ကို ရောက်ရှိလာခဲ့တယ်။တထေးသားဟာမြို့စုံကဈေးကိုသွားပြီးအလုပ်လုပ်ကင်ရှာဖွေအလုပ်ကင်ရှာဖွေတယ် အဲ့လိုရှာဖွေတဲ့အခါကော်မစီထမ်းဖို့တက်ဆောင်ထမ်းဖို့တက်ဆောင်ရတဲ့အလုပ်တစ်ခုကိုရရှိခဲ့တယ်။တထေးသားဟာအင်မတန်လေးလံလာတဲ့ဆန်အိတ်တွေစီပုံးတွေနဲ့အခြားသောဝန်စီဆလွယ်တွေကိုပခုံးနဲ့လွယ်ပြီးပင်မကြီးစွာအလုပ်လုပ်ရတယ်။နေဒါရဲ့ကြောပြင်ဟာနေဘူးတန်ကြောင့်ညုံမဲလာတဲ့အပြင်လင်းလံတဲ့ပစ္စည်းတွေကိုကြောမှာပို့ပြီးတက်ဆောင်ရတာကြောင့်လဲကြောပြင်ဟာပုံပတ်တရားတွေနဲ့ဆုတ်ပြဲလာတယ်။ညနေဆောင်မှာတော့တထေးသားဟာ ူရဲ့အမှန်တကယ်လို့အားနဲ့ရရှိလာတဲ့ငွေနှပြားကိုတစ်ကျစ်ပါအောင်ဆုပ်ပြီးအိမ်ကိုပြန်လာခဲ့တယ်။တထေးသားအိမ်ကိုပြန်ရောက်လာတဲ့အခါမှာအိမ်ပေါဝါမှာရက်ဆောင်နေတဲ့ဖခင်ဖြစ်သူတထေးကြီးကိုတွေ့လိုက်တယ်။တထေးသားဟာသူရလာတဲ့ငွေနှပြားကိုဖခင်တထဲကိုထည့်လိုက်တယ်။ပြီးတော့ဘာမှမပြောဘဲအိမ်ထဲကိုတန်းဝင်သွားတယ်။အဲ့ဒီအခါမှာတော့တထေးကြီးကဒီလိုလှမ်းပြောလိုက်တယ်။"တာမင်းငွေနှပြားကိုရေတွင်းနဲ့သွားပစ်ချေအောင်လေ" အဲ့လိုတထေကြီးရဲ့စကားကိုကြားတဲ့အခါတထေသားကခုလိုဆိုတယ်အဖေရေထွေးနဲ့ပြချဖို့အတွက်ကျွန်တော်ကိုအလုပ်လုပ်ခိုင်းတာလားဒီငွေတစ်ပြားကိုတော့ပြင်မချခြင်းဘူးဖေခုံးတွေလည်းဆုတ်ပြတ်တတ်နေပြီအဲ့ဒီခါမှာတော့တထေကြီးဟာချစ်သားရဲ့ကြောကဒဏ်ရာတစ်ချက်တွေကိုကိုယ်တိုင်ဆေးထည့်ပေးပြီးအေးဆေးစွာအနားယူစီတယ်ပြီးတဲ့အခါသူကဒီလိုပြောတယ်ဒါငေါကမှာကိုယ်တိုင် ချိုးပန်းမှုကြောင့်ရလာတဲ့အတိပွင့်လောက်ညှို့ဖို့ကောင်းတဲ့အရာမရှိဘူးအဖေရဲ့စီးစိမ်ဥစ္စာတွေကိုတနေ့မှငါသားပိုက်ဆံရမှာမှန်ပြီမဲ့ဒါတွေဟာငါသားအတွက်ကိုယ်တိုင်ရှာဖွေထားတဲ့ဥစ္စာလောက်ညှို့ဖို့ကောင်းမှာမဟုတ်ဘူးငါသားအနေနဲ့အလွယ်ရတဲ့ငွေကြေးကိုအလွယ်ပဲသုံးပြမှာပဲအခုကိုယ်တိုင်ပင်မမှန်ရှာဖွေထားတဲ့ငွေကိုကြတော့ရေတွင်းနဲ့ပြင်းမချရရလောက်တလို့ငါသားကိုယ်တိုင်ရှာဖွေလို့ တကယ်အလုံးလုံးလို့ရလာတဲ့ငွေကြေးဥစ္စာကိုလည်းထင်းထင်းရကောင်းမှန်းတိလာလိမ့်မယ်။အဲ့ဒီအချိန်ကစလို့တထေးသားဟာဖခင်ကြီးရဲ့အလုပ်တွေကိုကိုယ်တိုင်စူးစမ်းလုပ်ကင်လာတယ်။ကိုယ်တိုင်အားထုတ်ခြင်းကြောင့်ရရှိလာတဲ့ငွေကြေးကိုတမိုးထားတက်လာတယ်လို့အလုံးလုံးချင်းရဲ့တမိုးကိုလည်းနားလေသဘောပေါက်တူတယောက်ဖြစ်လာတော့တယ်။ပုံမြင်လေးကဒီမှာပဲပြည့်စုံသွားလိမ့်မယ်။မမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းဒီပုံမြင်လေးစီကနေသင်ယူရမယ့်သင်ခန်းစာက ငွေကြေးဥစ္စာစသည်တို့ဟာကိုယ်တိုင်အားထုတ်ပြီးရှာတင်ကြောင်းနဲ့ကိုယ်တိုင်အားထုတ်ရှာဖွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတို့တည်တာလည်းရင်မြန်နိုးဖွဲ့အကောင်းဆုံးဖြစ်ပြီးသို့မှသာတမိုးထားပြီးထိမ့်သိမ့်ဆောက်ရှောက်ခြင်းနဲ့စိတ်လည်းဖြစ်ပေါ်လာမှာဖြစ်တယ်။အဲဒါကြောင့်ဒီပုံမင်းလေးစီကနေတင်ငယ်စာကောင်းကိုရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်နော်။အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းဒီပုံမင်းလေးစီကနေတင်ငယ်စာကောင်းကိုရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်နော်။ မမနွေဦးရဲ့လေးသက်ဆက်ချက်နည်းတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတိတိုင်းရဲ့လှပတဲ့ sunshine လေးတွေဖြစ်ကြပါစေလို့မမနွေဦးကလည်းဆုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာပဟုစုတာတွေတိုးပွားစေမယ့်ပုံမြင်အသက်တွေကိုနွေဦး story channel ကနေအပတ်စဉ် တနင်္လာနေ့မှတောက်ကြနေ့အထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိတာကြောင့်ပုံမြင်အသစ်တွေတင်တိုင်းသိရအောင်ဒီပလင်းနဲ့ subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်နော်။ပြန်ဆိုကြမယ်နော်။